အညာသားစဘာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေတည်ကျင်လို့ကျွန်တော်ကိုမိထားတဲ့မိတ်ဆွေကျွန်တော်များများအတွက်ကိုကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ဖြည့်ကြပေးမယ်နော်တွေ့လိုင်းအုပ်စုထဲမှာဈေးကွက်အကောင်ဆုံးနဲ့ရောင်းလို့အတွက်ဆုံးအုပ်စုထဲမှာဆိုရင်အညာသားစဘာကထိတ်ဆုံးမှရှိပါတယ်ဒါကြောင့်ညာသားစဘာကိုတော်တော်များများကစိတ်ဝင်စားကြပါတယ်စိတ်ဝင်စားတော့အညာသားစဘာကကျွန်တော်တို့အသက်ရ65ရက်90မှာရိတ်ကပါတယ် သူကနော် စပားကအတေကကို တင်းထွက်နှုံးက80ရာနေ120ကြားမှာရှိပါတယ်တောင်သူလေသမားတူတယောက်ကဂယူဆိုင်မှုပေါ်မူတည်ပြီးတော့စပားထွက်နှုံးတော့ကွာသွားပါနိုင်တယ်နော်မစပန်နန်ကနည်းနည်းအနှံ့သရှိတယ်ကုတ်ကျဲတယ်နော်သူကအတီးနှုံးကျဲတော့ဒါကြောင့်မို့ထွက်နှုံးနေနေနေသွားတာဖြစ်ပါတယ်စပားကပင်ရင်လဲမှုတန်တော့နည်းနည်းပြော့ပြောင်းပါတယ်တိတ်ပြီးတော့ဒိုင်းလဲရင်ရင်လဲမှုတန်အောင်တော့တိတ်မခံဘူးပေါ့နော် ပြီးတော့ဈေးကွက်မှာကြတော့သူ့ကိုအသွေးအုပ်စုထဲမှာသူ့ကိုမိလာတဲ့တတ်တန်းတူနဲ့အသွေးအုပ်စုထဲမှာသူ့ကိုမိလာတဲ့ဆံမျိုးစားနဲ့စဘာမျိုးစားဆိုတာမရှိသေးပါဘူးเนาะသူကကျွန်တော်တို့ကုံတွေတွေဘာကြောက်ဒီအညာသားစဘာကိုကြိုက်လဲဆိုရင်အညာသားစဘာကကုံတွေမရွေးပါဘူးဘာလို့ဆိုတော့ဆံရီဆံသွေးပိုင်းမှာကတော်တော်ကြီးကိုကောင်းပါတယ်နောက်တစ်ခါကြိတ်ခွဲတဲ့နေရာမှာပေါ့เนาะကြိတ်ခွဲတဲ့နေရာမှာခြားစဘာတွေလိုမျိုးမဟုတ်ပါဘူး မောင်ညိုခန်းတို့အကျိုးကျေနည်းမဲ့ဆိုရင်စဘာကိုပေါင်တရာနဲ့ချိန်မဲ့ဆိုရင်တော်တော်ကြီးကိုစဘာကောင်းတဲ့ရေသွေးကောင်းကောင်းစဘာကြီးဆိုရင်26ဘိုင်25ဘိုင်ဆင်းပါတယ်ပတ်လည်30 31လောက်ဆင်းပါတယ်ဒါညာသားစဘာရဲ့အာသာချက်ကအဲ့ဒါပေါ့နောက်တစ်ခါရန်ကုန်စံတိုင်းတွေတော်တော်များများမှာကညာသားစဘာကိုတော်တော်သုံးကြပါအညာသားဆံကိုတော်တော်သုံးပါတယ်အညာသားဆံကိုသုံးသည့်အတွက်ကိုကုံငယ်ဒီဟာချိတ်ခွဲတဲ့အခါမှာရောင်းလို့ဝယ်လို့သွက်ပါတယ်နောက်တစ်ခါကျွန်တော်တို့မုတ်လုပ်ငန်းကိုလုပ်တဲ့ တို့ဒီမုံရင်ကလှုပ်တဲ့လူတွေဆိုရင်အညာသားစကွဲနဲ့ပဲလှုပ်ကြတာနော်အညာသားစကွဲကမာတော့သူကစံမာအုပ်စုထမင်းမနှူးညံ့ဘူးထမင်းမာတယ်အေးဝါလို့လဲတိုးချင်းပါချင်းမရှိဘူးထမင်းကိုတောက်တောက်အရှည်ကြီးတွေနဲ့ထမင်းသားတော်တော်လှပါတယ်ရန်ကုန်ဒဲထဲမှာဆိုရင်တော့တချို့တွေဆိုရင်အချောအုပ်စုဆိုရင်ရွှေဘူတို့ပေါ်ဆန်းတို့ကြားပြန်တို့နဲ့တောင်မြန်တို့နဲ့ဒါရောစားတာပေါ့နော်ထမင်းကတော်တော်လေးထမင်းစားလို့ကောင်းတယ်ထမင်းညမ်းပေါ့စင်သူခါတို့ ဒီအရာမင်းတို့လိုမျိုးသမင်းသားနူးညံ့ဒီလိုမျိုးတော့မဟုတ်ဘူးသူကစံမာအုပ်စုဖြစ်တယ်နော်အားကြောင့်မို့စိုက်ပြိုးတော့ကျွန်တော်တို့ဒီဘက်ချမ်းနေတော့မသိဘူးဗောတချို့နေရာတွေတော့စိုက်ပြိုးကြပါတယ်စိုက်ပြိုးကြတော့တေကားကိုနှစ်တင်းကွယ်သုံးတင်းလောက်ကျေးပါနော်ကျေးခင်းဆိုရင်လက်စိုက်ခင်းလဲစိုက်လို့ရပါတယ်အသက်ရ60 65ရက်မှရေးလို့ရပါမယ်အစိမ့်ဒီ60ဆိုလို့ချင်းရင် နည်းနည်းကျွေပါတယ်95ရက်လောက်ရိတ်တော့ပဲเนาะ95ရက်လောက်မှရိတ်ပါဆန်ยีဆန်သွေးဟာဆန်သားကကြံ့ရောင်ဖြစ်တယ်ချိတ်ခွဲလို့အကျိုးကျေနေတဲ့မျိုးစားဖြစ်ပါတယ်เนาะယောဂပုံမွားတန်လဲခံပါတယ်နည်းနည်းပတိယရွက်၆ယောဂလေးတော့နည်းနည်းကူးဆိုင်ကပါတယ်စိုက်ပြိုးလို့တော်တော်များများစိုက်ပြိုးကြပါတယ်ဒီဘက်ချမ်းဒီမှာညသားရ90ကဈေးကွက်ထဲမှာယနေ့ယခုပေါက်ဈေးတောင်မှာပေါင်90နဲ့ဆိုရင်16သိန်း 55သိန်းကို16သိန်းမှာရှိပါတယ်။နော်အခြားစပားတွေနဲ့ဈေးကွက်ချင်းတူလာရင်တော့စင်တုခါတို့ဒီဟော်ဘီသုံးတို့ရ90တုန်းနဲ့တော့မှပဲရ90နဲ့တော့2သိန်းလောက်တော့ဟာတယ်။နောက်တစ်ခါစင်တုခါတို့ဘာတို့နဲ့ချိန်နဲ့သူရှင်သူသူရောင်းကိုရောင်းရှင်ရောင်းရင်တော့မှ2သိန်း3သိန်းလောက်ဟာပါတယ်။နော်ဈေးကွက်နေထားနေမှာတော့ဟုတ်ကဲ့အဲ့လောက်လေးပါနော်။နောက်နားမလည်တာရှင်းရင်လာမေးပါကျွန်တော်ပြောပြပေးမယ်။